ဒီ page လေးဟက်ခံလိုက်ရတာဘာမှမဖြစ်တာတော့မဟုတ်ဘူးကွအများကြီးဖြစ်တယ်။ကိုယ့်ရဲ့ပုံကြီးနဲ့ကိုယ့်ယုံကြည်ရဲ့သူတွေကိုအဲ့လိုပေါ့နော်အဲပတ်စံနေလိမ့်နေရ KB နဲ့လွှဲတယ်ငားသိန်းနေအဲ့လိုမျိုးတော့ရှောက်တော့ရှောက်အဲ့လိုအများကြီးပဲပါတာပါပြီးတော့မှသူကအားလုံးပါပြီးတော့မှဒီအကောင့်မှာတွေ့ပြီဒီအကောင့်အောင်ဆလာပို့တော့ဘာမှလုံးမပေးလို့မရဘူးလေတက်တော့မှဆိုလဲ boost တွေပါထိုးပြီးတော့ဗီဒီယိုရအောင်လုပ်တာ ဲ့လောက်တည်းပတ်စံနေပါအကုန်ခံပြီးတော့လုပ်တယ်အဲထိခိုက်နစ်နာသွားတဲ့သူတွေကများတယ်များတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးလေးတွေပေါ့နော်တိအောင်တောက်လျှောက်လုပ်လုပ်ပေးနေရပါတော့ အဖြစ်ပုံကတော့ပြီးခဲ့တဲ့အ3ရက်နေ့ရပေါ့နော်ဒီဇင်ဘာ3ရက်နေ့ရဒီမန်းလေးကနေပြီးတော့ပွဲကနေခရီးကပြန်လာတဲ့ညမှာနော်အဲ့ချိန်မှာလည်းရုတ်တရက်ပွဲလေးတစ်ခုကပေါ်လာတော့သချင်းသောဆိုလဲရတယ်အဲ့ချိန်မှာည9နာရီလောက်ဖြစ်နေပြီ9နာရီလောက်သချင်းသောဆိုရင်ဒီမှာပုံမှန်ဟိုနော်မတငယ်ချင်းပေါ့နော်အတငယ်ချင်းပုံမှန်စကားပြောနေတဲ့တငယ်ချင်းပဲအနမေကတော့မပြောတော့ပါဘူးအဲ့ချိန်မှာသူကဘာပြောလဲဆိုတော့အငားတဲ့ဟိုဒီပေါ့နော်သူ Facebook page က monetization ရှောက်ဖို့ရှောက်ဖို့ရှောက်လိုက်ပြီရှောက်လိုက်ပြီပေါ့နော်အဲ့ဒါ နင်းလဲရှောက်ပါလားငါတို့ရှောက်ရှောက်လို့ရသွားတယ်နင်းလဲရှောက်ပါလားလို့ပြောတော့ဗောနော်အဲ့ဒါလည်းမရှောက်တော့ဘူးလို့အာနင်းနေရှုပ်တယ်လို့အဲ့ဒါမဟုတ်ပါဘူးတဲ့ရှောက်လိုက်ပါရငါလဲရှောက်တာပဲဆိုတော့အော်အဲ့ဒါလည်းတငယ်ချင်းဆိုတော့အော်သူလဲရှောက်တာပဲဆိုတော့ငါလဲရှောက်မယ်ဆိုပြီးတော့အဲ့နဲ့ရှောက်မယ်ဆိုပြီးပြောလိုက်တယ်ဗောနော်အဲ့ဒါနဲ့ အဲ့လိုပါတဲ့သူ့လုံပေးနေရလူရှိရပေါ့နော်သူတော့ screen shot ပြရဒီလူပေါ့နော်သူ့စကားတော့ပြောလိုက်တဲ့မဟုတ်ဘူးလို့ငါနဲ့မရင်းနေရငါပြီတော့ဒီမှာတရှင်းဆိုနေရမလို့နေမဲပြောပေးဆိုပြအဲ့ဒါလည်းပြောပေးမယ်ဆိုပြီးတော့သူက Facebook password နဲ့ Gmail password တောင်းတယ်အာပုံမှန်သူတို့ဒီပေါ့နော် monetization ဒီ YouTube တို့ TikTok တို့လို့ရင်လည်းဒီဟာတွေကပေးရတယ်လေပြရဆိုတော့တာမန်ကိစ္စပဲတင်လို့ပြီးတော့ငွေချင်းလေးပြီတော့ပို့ယုံတာပေါ့နော်အဲ့ဒါလည်းအဲ့ဒါဆိုလည်းပြီးရဆိုရ Facebook password Gmail password ပေးလိုက်ရောပေးလိုက်တဲ့အချိန်မှာပြီးတော့သူကအဲ့လိုပေါ့နော်သူဝင်မယ်နဲ့တူပါတယ်သူ confirm message message တွေတောင်းတယ်အဲ့လိုပေါ့နော်သူ account ဝင်မယ်ပေါ့နော် confirm message တွေကြောင်းတော့ဒီဘက်မှာလည်းတရှင်းဆိုနေတော့မအားဘူးလူကအဲ့လိုဖြစ်နေရောအေးလို့ pay plan ပေးပေးလိုက်တယ်တောက်လျှောက်ပြောနေတယ်တောက်လျှောက်ပြောနေရင်လည်းခဏနေအောင်လို့ဒီမှာတရှင်းဆိုနေရမှာအားသေးဘူးလို့အိမ်ပြန်ရောက်မှဆက်ပြောမယ်ဆိုအဲ့တော့လည်းစောင့်နေရအားပြီလားတဲ့သူကလမ်းအဲ့ account ကနေပဲလမ်းပြောအေးလို့ငါအခုအားပြီလို့အိမ်ရောက်ပြီလို့ဒီ make up တွေပါဖြတ်ပြွားရေးလို့ဘာဘာလို့ဘာဘာလို့သေးလို့လဲဆိုတော့ i cloud ပါထပ်တောင်းလာ i cloud ပြီးတော့ဟာ အိုင်ကလော့နဲ့ကတော့ကတော့အိုင်ကလော့နဲ့ဘလို့မှမတက်ဆိုင်နေဘူးပေါ့နော်အဲ့တော့အိုင်ကလော့ဆိုရယ်နည်းနည်းလူကတန်တရားဝင်လာအဲ့ချိန်မှာအုံတော့ကနည်းနည်းအုံတော့စဉ်းစားရဲအုံတော့ရောက်လာပေါ့နော်အဲ့ချိန်တော့သိမတင်ငါတဲ့အချိန်မှာအဲ့မှာအဲ့နဲ့အိတ်ငင်းချင်းဖုန်းဆက်ကြည့်လိုက်တယ်ဖုန်းဆက်လိုက်ချိန်မှာ F ငင်းဖုန်းကဆက်ပိတ်ထားတယ်ဆက်ပိတ်ထားတော့အဲ့နဲ့မဟုတ်သေးပါဘူးဆိုအဲ့နဲ့ပုံမှန်ဆိုရင်ဒီ messenger ကနေသူနဲ့တူစကားရေးပြောနေရဲဒီ video call ရေးပြောနေကြတာအဲ့နဲ့ messenger ကနေဖုန်းခေါ်လိုက်တယ်ဖုန်းခေါ်ဖုန်းမကိုင်ဘူးဘာစာရောက်လာလဲဆိုတော့ Facebook live နဲ့တုံးနေရမလို့ဖုန်းကိုင်လို့မရဘူးတဲ့အဲ့လိုဆိုတော့ အဲ့နဲ့တိတ်တော့မဟုတ်သေးဘူးပေါ့နော်အဲ့မှာအဲ့ဒီတငယ်ချင်းကပဲနောက်ထပ်အကောင့်တစ်ခုနဲ့စာရိုက်လာဟဲဟဲဟဲတွားပြီဆိုဆိုရဲဟာတွားပြီဆိုရဲဒါတော့မဟုတ်တော့ဘူးဆိုတော့သူ page သူ account hack ခံရတယ်နဲ့တူတယ်လို့အဲ့နဲ့အဲ့ချိန်မှာချက်ချင်းပေါ့နော်ပေးလိုက်တဲ့ Gmail password တွေ Facebook password တွေပြန်ပြောင်းလိုက်တာပြန်ပြောင်းလိုက်တော့ကန်ကောင်းကျင်တော့ပြန်ပြောင်းလို့ရသွားတယ်ပြန်ပြောင်းလို့ရသွားတော့ account နဲ့ Gmail တွေကပါမသွားဘူးဒါပေမဲ့အဲ့ကိုယ့်ရဲ့ page တွေဝင်ကြည့်လိုက်တဲ့အချိန်မှာ page ကလုံးဝမရှိတော့ဘူးလုံးလုံးပျောက်သွားပါတော့ပြီးတော့ ဒီသမီးကလည်းဒီ page နဲ့ပတ်သက်ပြီးတော့တိတ်ပြီးနားမလဲတော့မင်းကလည်း page admin ကလည်းအာကိုနဲ့ကိုအကိုနဲ့နှစ်ယောက်ပဲပေါ့နော်နှစ်ယောက်ပဲထားထားတယ်နှစ်ယောက်ပဲထားတာဒီနှစ်ယောက်ကလည်းတိတ်နားလဲသူမဟုတ်ဘူးပြီးတော့သူအဲ့လူကလည်းအဲ့နှစ်ယောက်လုံးဖယ်လိုက်တော့ဖယ်လိုက်တော့အဲ့ page ကလုံးဝမရှိတော့ကိုရီစီမှာလုံးဝမရှိတော့ဖြစ်တဲ့အချိန်ကလည်း၁၂နာရီကျော်ဆိုဘာလို့လို့လုံးဝမသိဘူးထူပူနေတာပေါ့နော်အဲ့နဲ့အဲ့တငယ်ချင်းကတော့ပြောရတော့သူ page သူ account hack ခံလိုက်ရတာတဲ့ hack ခံလိုက်ရပေါ့နော် hack ခံလိုက်ရ ဟခံလိုက်ရတယ်သူလည်းအဲ့လိုဖတ်ခံလိုက်ရအဲ့လိုပြောတာဆိုတော့ဟာလို့သွားပြီလို့ငါငါဟာပါသွားပြီလို့ငါ page ပါသွားပြီဆိုပြီးတော့အဲ့မှာ page ကပါပါချင်းပဲဗာစတင်လဲဆိုတော့ iPhone 17 Pro Max ကိုတဲ့မဲမဲနဲ့ရောင်းပေးပါမယ်ဆိုဟာသွားပြီဒါပေမဲ့တဖြည်းဖြည်းနဲ့ကြည့်ရင်ကြည့်ရင်နဲ့ဘာဘာဖြစ်လာလဲဆိုတော့အဲဖုန်းနေရောပြီးတော့ကားတွေ ကားတွေပေါ့နော်ကားတွေဓာတ်ပုံတွေအဲ့လိုမျိုးတင်ပြီးတော့ကားတွေလည်းမဲရောင်းမဲနဲ့အဲ့လိုဘလောက်ဘလောက်နဲ့မဲနဲ့ရောင်းပေးပါမယ်ဆိုအဲ့လိုမျိုးတောက်လျှောက်တင်လာဆိုတော့ပြီးတော့တဖြည်းဖြည်းနဲ့အခုနောက်ပိုင်းဆိုလည်းပူပူဆ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 ူလာပေါ့နော်သူကသူရဲ့အဓိက main target ကဒီ monetization ရှောက်တဲ့လူတွေတော့ဆွဲတာပေါ့နော်အဲ့ဟတ်တဲ့သူကအဲ့လိုဖြစ်နေတော့ကိုကစဖြစ်ထဲကတော့အာထီဝါပါဝါပြီးဆိုပြီးတောက်လျှောက်တော့တင်တယ်ရှိသမျှဆိုရှယ်ကတစ်တော့အကုန်လုံးတင်တယ်ဒါပေမဲ့လူတွေကမမြတ်တိကြဘူး မတိကြတဲ့အချိန်မှာကိုယ်အတိမိတ်ဆွေတွေကတော့တိတိရဲ့ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးကိုယ်အားပေးတဲ့သူတွေအကိုယ်တိရဲ့သူတွေကကြတော့အဲ့လိုမျိုးယုံကြတယ်ပေါ့နော်ယုံကြတယ်အခုဆိုလဲအဲ့လိုမျိုး ပါပါသွားတယ်ဗောနောပတ်စံနေအာ KB နေလွှဲတယ်ငားသိန်းနေအဲ့လိုမျိုးတော့ရှောက်တော့ရှောက်အဲ့လိုအများကြီးပဲပါတာပါပြီးတော့မှသူကအားလုံးပါပြီးတော့မှဒီအကောင့်မှာတွေ့ပြီဒီအကောင့်ဆာလာပို့တော့ဘာမှလုံးမပေးလို့မရဘူးလေဟုတ်တယ်ဘောက်လဲဆိုကိုလည်းအတက်နိုင်ဆုံးလုတ်ပြရဲ့ဗောနောဒီရအောင်တော့ပြောပြရဲ့ပြီးရင်ဒီတက်တော့မှာဆိုလဲ boost တွေပါထိုးပြီးတော့ဗီဒီယိုရအောင်လုတ်တာ အဲ့လောက်ဒီပတ်စံဒီမှာအကုန်ခံပြီးတော့လုပ်တယ်ဒီ Facebook account ကလည်းထိုးပါပဲဖြစ်ချင်တော့ account က boost တို့ရဲ့ service က reject ထိတာရဲ့တဲ့ reject ထိတာတော့ဒီကဘလို့မှလုပ်လို့မရအောင်အဲ့လိုဖြစ်နေတော့ live link ပြီးတော့လည်းပြောတယ်ဒါပေမဲ့ live link နာကလည်းလူကတိတ်မရောက်တော့အာမြင်တဲ့မြင်တဲ့သူကမရှိဘူးအဲ့လိုဖြစ်နေတော့နည်းနည်းလေးတော့စိတ် ဆင်းရဲရတာပေါ့နော်စိတ်ဒုက္ခကြီးရောက်တယ်ဆဖြစ်တဲ့နေ့တွေကအခုရက်တွေလည်းအာလူကမပြောတော့ဘူးပေါ့နော်မပြောဘူးဆိုတာဘာလို့လဲဆိုတော့ကိုကအကယ်၍အပြင်ပွဲတွေပါတခုခုသွားတယ်ဒီပွဲသွားရဲဆိုတာကကိုကအနုပညာရှင်တယောက်ဆိုတာကိုရဲ့ activity ဆိုတာဒီ line ပေါ်မှာ social မှာတင်ပေးရမှာပေါ့နော်ဘယ်သွားတယ်ဘာလုပ်တယ်အဲ့လိုတင်ပေးရမဲ့တာဝန်ရှိတယ်ဒါပေမဲ့အခုကဒီ account ကနေကိုကဘာတင်တင်ဟိုဘက်ကဒုံးနဲ့တမ်းပြီး copy paste ယူပြီးတန်းတင်တာ ဲ့လိုမျိုးရေဆိုတော့ကိုကဒီဘက်မှာမတင်ရဲဘူးဖြစ်နေမတင်ရဲဘူးဖြစ်နေအဲ့လိုမမြင်အောင်ဆိုပြီးအကောင့်ကို profile လော့ချမယ်ဆိုတော့လည်းပြန်စဉ်းစားကြည့်လိုက်ရင်ငွေကိုတွေကမမြင်ပါဘူးဆိုမှ profile လော့ချလိုက်ရင်ဘူးမှထက်မြင်မှာမဟုတ်တော့အဲ့တော့လိုရလည်းလည်းစိတ်ညစ်တာပေါ့နော်အဲ့တော့ဘဲမှလည်းတိတ်မသွားရဲဟိုနေ့ကလည်းအာကိုကြီးဖုန်းချိန်ခံက pressure ဖိတ်တာ pressure ဖိတ်တာဆိုတော့သွားကျင်တာလေဟိုသူနဲ့ဆိုလဲဟိုသဆောင်းလက်ရိုက်တယ်ကခင်းင်းနီးလာဆိုတော့ကိုကြီးကလည်း support ပေးခြင်းနဲ့သွားကျင်တယ်ဒါပေမဲ့ သွားလဲဒါဘာဖြစ်သွားရမယ်ဆိုရင်သူ့ကိုဒါ supporting ပေးရမှာလေတပ်ပုံရိုက်ပြီးတင်းရမှာဒါပေမဲ့အဲ့လိုမျိုးဆိုမတင်းအဲ့လိုမတင်းလို့ကအဆင်မပြေတဲ့ချိန်ညာလူကတိတ်ဘဲဘဲသွားသွားစိတ်မပါတော့စိတ်မပါတော့ဘဲမှမသွားဖြစ်တော့ဘူးသွားရပဲလေအိမ်မှာပဲအဲ့လိုမျိုးနေပြီးတော့ပုံမှန်ဆိုင်ဆိုဒါလေးပဲလုပ်ဖြစ်ပါတယ်အခုကတော့ အဲတချို့တွေကကြောသိရဗလားဒီဟက်သွားပြီးတော့ဒီပိုင်ရှင်ကိုအဲ့လိုမျိုးပေါ့မကောင်းတာတွေအဲ့လိုမျိုးတင်တာတွေလည်းရှိရအဲ့လိုဆိုရင်လည်းဒါကိုရီးယားပြန်ပြီးတော့ဖြည့်ရှင်းရလွယ်သေးတယ်တခြားသူတွေမထိခိုက်ဘူးပေါ့နော်နောက်ပေမဲ့အခုကဘယ်လိုမျိုးဖြစ်နေရလဲဆိုတော့ကိုယ့်ထက်ကိုယ့်ရဲ့ပုံကြီးနဲ့ကိုယ့်ယုံကြည်ရတဲ့သူတွေကိုအဲ့လိုပေါ့နော် အဲပတ်စံနေလိမ့်နေတာအဓိကပြဿနာတော့ဒီပတ်စံလိမ့်နေတဲ့အတွက်ကြောင့်မလို့အဲထိခိုက်နစ်နာသွားတဲ့သူတွေကများတယ်များတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးလေးတွေပေါ့နော်တိအောင်တောက်လျှောက်လုတ်လုတ်ပေးနေတာပေါ့နော်အဲအကြောင်းမို့ဒီ page လေးဟက်ခံလိုက်ရတာဘာမှမဖြစ်တာတော့မဟုတ်ဘူးပေါ့နော်အများကြီးဖြစ်တယ်အများကြီးတော်တော်လေးကိုနစ်နာရတဲ့သူတွေများတယ်ကိုလည်းနစ်နာသလိုဒီကိုယ်ယုံပြီးတော့ယုံကြည်လိုက်တဲ့သူတွေအကုန်လုံးကနစ်နာရယ်ဆိုတော့လေအဲအကြောင်းမို့ အဲဒီလိုမျိုးလေး interview တွေဖြေပြီးအဲ့လိုတောက်လျှောက်လုပ်တာဖြစ်ပါတယ်အားလုံးလဲပေါ့နော်ခုကြည့်နေတဲ့သူတွေအားလုံးလဲအဲဒီ video လေးကို sharing လေးလုပ်ပေးကြဖို့မြစ်တာရက်ခံချင်ပါတယ်အဲသူကပြောအဲ့ဟက်တဲ့သူကလည်းလဲလဲတယ်ပေါ့နော်သူအောက်က comment မှာဒီ page ကဟက်ခံထားရတာလိန်နေတာလို့ပြောတဲ့သူတိုင်းသူတိုင်းကို block တာတမ်းပြီးတော့အဲ့တော့အခုဆို block တဲ့သူကတော်တော်လေးများနေပြီပြောမိမိဖြစ်နေတာ၁၀ကျော်ညကျော်လောက်တောင်ဖြစ်နေလောက်ပြီအဲ့တော့ အဲသမီးဆိုရင်တော့သူကစဖြစ်တည်းကအကောင့်ကတည်နေတော့စဘလော့လိုက်တာစဘလော့လိုက်တာစဖြစ်သွားတယ်ကသူ့အဲ့ page ကဝင်ကြည့်လို့မရတော့အာအားလုံးကိုပြောချင်တာကတော့အာအားလုံးပဲဂယူးဒီဇိုင်းနဲ့တည်ထားပြီးယုံကြပါလို့အာမယုံပါနဲ့လို့ပြောချင်ပါတယ်မယုံပါနဲ့မယုံပါနဲ့ကိုယ်လိန်နေပါအခုကကြောက်သွားတော့ဒီ page အစ်စ်ပြန်ဖွင့်မှုတော့မဖွင့်ရတော့ဘောနော်တိတ်ပြီးတော့နောက်ထပ် page လည်းမဖွင့်နိုင်ဘူး တမီးဒီဒီ page မှာပဲတော့ခါမှာ live စေးလဲမရောင်းခဲ့ဘူးဘူးဘာဈေးမှလဲမရောင်းခဲ့ဘူးဘူးပြီးတော့ဘာမဲမှလဲမရောင်းခဲ့ဘူးဘောเนาะအဲ့ဒီတော့ကြောင့်မလို့အခုတင်နေရတယ်ရောင်းတာအကုန်လုံးကဒါတမီးတင်တာတခုမှမဟုတ်ပါဘူးဘာလို့လဲဆိုတော့ဒီ page ကို host ဆပြီးတော့ထောင်းတာ2016လောက်ထဲကထောင်းတာ10စုနှစ်တောင်ပြည့်အောင်မယ်တောက်လျှောက်ဘောเนาะတချင်းဆိုတာတခုတည်းဒါတချင်းဆိုရဲပြီးဓပုံတင်တာတခုတည်းဒါလောက်ခဲတဲ့ page မို့လို့အားလုံးအာစင်ကျင်ပြီးတော့ 穷家吧，路比较起码嘞。